ားလုံးပဲမင်္ဂလာပါရှင်။ဆရာညီမင်းညိုရေးသားထားတဲ့ဝိဆာနှလုံးပေါက်ကြကြံရစ်တဲ့မြို့ဆိုတဲ့စာရိုးလေးတစ်ပုဒ်ရယ်။စာရေးသူခင်လေးစိန်ဘိုးကလေးရေးသားထားတဲ့နောက်ကြပါဘူးကွယ်ဆိုတဲ့ရသစာရိုးလေးတစ်ပုဒ်စုစုပေါင်းနှစ်ပုဒ်ကိုဖတ်ပြပေးပါရစေ။နားဆင်ပေးကြပါအောင်ရှင်။ ဥစ္စာနှလုံးပေါက်ကြာကြံရစ်တဲ့မြို့တခါကအတန်တင့်စီကားတဲ့မြို့လေးတစ်မြို့မှာကြားမောင်ခောက်ဆွဲဆိုင်ဆိုတဲ့တရုတ်စားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်လှစ်ခဲ့ဘူးပါတယ်။ဆိုင်ပိုင်ရှင်ကဦးကြားမောင်မို့ဆိုင်နံမီကိုကိုယ်နံမီကိုပြန်ပေးထားတာဖြစ်နိုင်ပါတယ်။ဒါပေမဲ့မြို့လေးရဲ့မိသားစုဝင်တွေဖြစ်တဲ့မြို့သူမြို့သားတွေကတော့ဦးကြားမောင်ကိုဦးကြားမောင်လို့ပဲခေါ်ဝေါ်သုံးဆွဲကြသလို့ အဲ့ဒါလို့ခေါ်ရတဲ့အကြောင်းရင်းကလည်းခိုင်ခိုင်လုံလုံရှိနေပါတယ်။ဆိုင်မာလာစားတဲ့သူပဲဖြစ်ဖြစ်ပါဆယ်ယူမဲ့သူပဲဖြစ်ဖြစ်ဦးသားမောင်ရဲ့လိုရာထက်ပိုးတဲ့ကြော်လော်ချက်ပြုတ်ခြင်းကြာမြင့်လုံးမှုကိုစိတ်ရှည်သီးခံရတဲ့အတွေ့ဖြစ်ပါတယ်။ဦးသားမောင်ကတော့ဘယ်သူဘလောက်လော်လော်တရုတ်ပြည်မကြီးကနာမည်ကြီးစားတောက်ဆိုင်တွေရဲ့လက်ရာတောင်သူ့အရသာကိုမမီနိုင်တဲ့ပုံစံမျိုးနဲ့စိတ်အေးလက်အေးကြော်လော်ချက်ပြုတ်နေတတ်တာပါပဲ။ 15မိနစ်လောက်နဲ့ပြီးတဲ့နာမျိုးဟာဦးကြမောင်ဆိုင်မှာတော့အနည်းဆုံးနာရီဝက်လောက်ကြာတတ်ပါတယ်။တမျိုးလုံးမှာမှာတဆိုင်နဲ့ရှိတဲ့အတွက်လဲဖောက်တယ်တွေကခွန့်လွတ်ထားကြတာဖြစ်နိုင်ပါတယ်။နိုင်ခွေရထားတဲ့ဦးကြမောင်ကလည်းကြားမောင်ခောက်ဆွဲနဲ့သူများခောက်ဆွဲကြားမောင်ထမင်းပေါက်နဲ့သူများထမင်းပေါက်ကြားမောင်ဝက်သားလုံးချူချင်းနဲ့သူများဝက်သားလုံးချူချင်းစိုက်တဲ့ဆိုင်နဲ့ရှင်ပြီးစကြည့်ကြားမောင်ရှုံးရင်လက်တင်မကရှာပါဖြတ်ပေးလိုက်မယ်။ကြားနေမှာမွေးတဲ့ကြားမောင်ကဘာမှတ်တယ်လဲ။ ေးဒါပေမဲ့ကြားမောင်ကိုအချိန်တော့နည်းနည်းပို့ပေးဟုတ်ပြီလားဆိုပြီးလက်သီးလက်မောင်းတန်းကြွေးကြော်တဲ့အထီပါပဲအဲ့ဒီဦးကြားမောင်မှာလုံးဝသီးမခံနိုင်တဲ့ကိစ္စတခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့သူ့ကိုကွဲရမှာမြို့သူမြို့သားတွေကဦးကြားမောင်လို့နာမည်ပြောင်ပေးထားတာကိုပဲဖြစ်ပါတယ်သူ့ရှေ့မှာအဲ့ဒီနာမည်ပြောင်ကိုရောင်လို့မထွက်မိစေနဲ့တတိထားတဲ့ကြားကဦးကြားမောင်လို့ခေါ်မိသွားပြီဆိုရင်တော့ဦးကြားမောင်တယောက်မြေထောင်ကြီးနီး ပစုံကြီးနှစ်ဖက်ရဲတက်လာပြီးဝတ်သားခုတ်တဲ့ဓမောက်ကိုကောက်ကန်ဝုံနံဂုံခွန်အတန်မျိုးစုံပေးပြီးဒေါနယ်မောနဲ့ကြော်လော်ချက်ပြုတ်တော့တာပဲစားသုံးသူကိုသူမကြိုက်တဲ့အကြောင်းသူနည်းသူဟန်နဲ့ဆန္ဒပြတဲ့သဘောပေါ့ဦးကြားမောင်ကမြို့လေးရဲ့တာရင်နာရင်လှူရေးတန်းရေးကိစ္စတွေမှာခေါင်းဆောင်လေးမရှိပဲသူနိုင်တဲ့ဘက်ကနေပါဝင်ဆောင်ရွက်ပေးတတ်ပါတယ်ခက်နေတာကစောစောကပြောခဲ့သလိုပဲသူကလည်းသူ့နံမျိုးဦးကြားမောင်အဖြစ်ကတပြားမှမလျှော့နိုင် မြို့သူမြို့သားတွေကလည်းနှစ်ပေါင်း20ကျော်လုံးလုံးဦးကြမောင်ကိုပဲနှုတ်ကြိုးနေကြတာဆိုတော့တချို့အဖြစ်တွေကရဲရအခက်ငိုရအခက်ပါပဲတခါတော့ကမြို့လေးရဲ့တက်ကြီးပူဇော်ပွဲတစ်ခုမှာအဖိုးအဖွားတွေကြွေးမွေးဖို့တာဝန်ကိုဦးကြမောင်ကယူထားပြီးအဖိုးတို့အဖွားတို့ဘာသာကျင်ညာတယ်လဲပြောခေါက်ဆဲကျော်လားကြာစံကျော်လားထမင်းကျော်လားထမင်းပေါင်းလားကြိုက်တာပြောကြားမောင်ရဲ့လက်ရာမှာအဖိုးတို့အဖွားတို့နှစ်ပေါင်း40လောက်ကိုပြန်နှုတ်ပြသွားစေရမယ်ဆိုပြီး အာပါတရနဲ့ရှင်လန်းတက်ကြွနေခဲ့သေးတာပါအဖိုးဘွားတွေစားလို့တောက်လို့ကြောခံလို့လည်းပြီးကြရော အားလုံးရဲ့ကိုးစားဘိုးတန်ချောင်းကစုပေးစကားပြောတဲ့အခါအဖိုးဘွားတို့ကိုခုလိုစေတနာအပြည့်နဲ့ကိုယ်တိုင်အပင်မန်းခံကြော်လော်ချက်ပြုတ်ကျွေးမွေးတဲ့မောင်ကြာမောင်တယောက်လဲဇီဘွားဥစ္စာဒီအလားပဲရှိသေးဦးကြမောင်တယောက်ထိုင်ရနေဝုန်းနဲ့ထရပြီးခမ်းမာတဲ့ကဆောင်ကြီးအောင်ကြီးထွက်သွားတာမြင်ရတော့မှဘိုးတန်ချောင်းတယောက်သူ့ဝတ်စာနှလုံးပေါက်ကြကြံနေတာသတိရပါတော့တယ် ဒီကြတဲ့အဖွားတူကလုံနေပါသေးတယ်။အိုးမောင်ကြမောင်တယောက်လည်းအရွယ်လေးရလာတာတောင်ငယ်စိတ်ကမပြောက်သေးပဲကိုတဲ့။တရက်နဲ့ရကြသွားတော့လေပုံမှန်အတိုင်းရောင်းရရှိတဲ့သူကရောင်းဝဲရရှိတဲ့သူကဝဲနဲ့ဒီလိုပဲပြီးသွားတာပါပဲ။အဲ့ဒီနောက်ပိုင်းမှာတော့ဦးကြမောင်ဟာအလူတန်းကိုအရင်ထက်ပိုပြီးအားဆိုင်လုလာပါတယ်။တကယ်တကယ်တမ်းဦးကြမောင်ရဲ့ရည်ရွယ်ရင်းကိုမြို့လေးကတိလိုက်ရတဲ့အခါမှာတော့စိတ်ဆိုးစရာကိစ္စမဟုတ်တဲ့အပြင် ဘယ်သူဘယ်ဝါကိုမှလည်းမထိခိုက်တဲ့အတွက်ဦးကြမောင်ကိုတောင်းမြို့သူမြို့သားတွေရဲ့အာတုံအာနာဖြစ်ကြရပါသေးတယ်။ဦးကြမောင်ရဲ့ပထမဆုံးအလူကမြို့လေးရဲ့အရှိအနောက်တောင်မြောက်အရက်လေးတောင်မှာတောင်ကိုရေအိုးခုနှလုံးစီနဲ့ရေချမ်းစင်တွေစောက်ပြီးလှူတာပါ။ရေချမ်းစင်ကိုလည်းပြီးစွလည်းမဟုတ်ပဲမြို့လေးရဲ့နမီရလက်သမားဆရာနဲ့ကိုအချွန်အတက်အခက်အလက်ကနှုတ်ကွက်တွေစနစ်တကျပုံဖော်ပြီးစောက်ထားတာပါ။ရေချမ်းစင်တွေမှာရေထိုးထားတဲ့ဝကြလေးတစ်ချောင်းကတော့စိတ်ဝင်စားစရာကောင်းပါတယ် ဘာမှတော့အထွေထူးမဟုတ်ပါဘူး။ကြားမောင်လှူဒန်းသည်ဆိုတဲ့စာလေးတစ်ချောင်းပါပဲ။အဲ့ဒါလို့ဦးကြားမောင်ရဲ့ကြားမောင်လှူဒန်းသည်စစ်စင်ရေးလှုပ်ရှားမှုတွေကြောင့်အဲ့ဒီအခိုက်အတန့်မှာမြို့ကလူတွေအားလုံးဦးကြားမောင်ဆိုတဲ့နာမည်ကိုသတိထားပြီးတယောက်နဲ့တယောက်ပြောကြဆိုကြဂရုထားကြနေပေါ့။ဒါပေမဲ့ထုံးစံအတိုင်းတပတ်နှစ်ပတ်ကြာတဲ့အခါဒုံရင်ကဒုံရင်ဦးကြောင်မောင်ကဦးကြောင်မောင်ပါပဲဦးကြောင်မောင်ကတော့ သူ့ရဲ့တိုက်စစ်ကိုမလျှော့တဲ့အပြင်ထက်တောင်တိုးမြင့်လိုက်ပါသေးတယ်။နနခင်းတိုင်းမြို့လေးရဲ့စက်တီကိုဆောင်ချင်းပေးနိုင်တဲ့မစိုးရင်စာတင်တိုက်ကကိုရော်ရီယာမြို့လုံးပတ်လည်ဆွမ်းခံကြွပေးတော်မူကြပါတယ်။တန်ကတော့အပါ၃40စီတန်းကြွချီတဲ့မြင်ကွင်းဟာတက်တစ္ဆနေရောင်ကြီးအောက်မှာရွှန်းပလင်းမြအေးချမ်းညင်သက်တဲ့စိတ်ခံစားမှုကိုဖြစ်ပေါ်စေပါတယ်။တမျိုးလုံးဝိုင်းပြီးလောင်းလူကြတာဖြစ်တဲ့အတွက်တန်ကတော်တို့ရဲ့သပိတ်နဲ့လည်းမလုံလောက်တော့ပဲဖုန်ကြီးကျောင်းသားကပ္ပိယလေးတွေက တာယာဘိန်းတဲ့တေသားတွန်းလဲကြီးနဲ့နောက်ကနေလိုက်ပြီးဆွရင်ဆွန်းဆိုင်တွေကိုလိုက်လံတဲပိုးပေးရပါတယ်။တရက်တော့ဦးကြမောင်ကကြောင်းနိုင်စရာတော်ကြီးကိုအယောင်နေမွဲပြီးကြီးအောင်ပေါက်နေတဲ့လှဲ့အိုကြီးအစားနောက်ထပ်လှဲ့အစ်တစီလှူလို့တဲ့အကြောင်းသွားပြီးရှောက်ထားခွန်တောင်းပါတယ်။ဆရာတော်ကြီးကလည်းကုသိုလ်ရေးကိစ္စမှုတားမြစ်ပိတ်ပင်တော်မူခြင်းမရှိဘဲခွန့်ပြုပေးလိုက်ပါတယ်။ဆရာတော်ကြီးခွန့်ပြုပေးလိုက်ပြီးတိတ်မကြမီမှာပဲမူလလှဲ့အရွယ်စားတဲ့ပိုးကြီးပြီး ပိုခိုင်ခန့်နဲ့စွန့်တင်လှဲသည့်တစည်းပေါ်ပေါက်လာပါတော့တယ်။တင်းမောသည့်အဖြူအောင်တုတ်ထားတဲ့လှဲသည့်ကိုတည်တည်ချာချာအနီးကကြည့်မယ်ဆိုရင်တော့လှဲလှဲရန်ဘေးနှစ်ဖက်နေရာရဲ့လှဲလက်ကင်နေရာတွေမှာရေချမ်းစင်တော့ကလို့ကြားမောင်လှူဒန်းသည် ဆိုတဲ့စာတန်းကလေးကိုတွေ့မြင်ကြရမှာပဲဖြစ်ပါတယ်။မြို့ကလူတွေကတော့ဦးကြမောင်ဘာကြီးရွယ်ချက်နဲ့လှုပ်တယ်ဆိုတာသိထားကြပြီးသားမို့ပြပြပြောက်ပြောက်ပါပဲ။ဦးကြမောင်ကတော့သူ့လှုပ်ရက်သူခြေနဲ့နှစ်သက်နေပုံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ဦးကြောင်မောင်ကခုနောက်ပိုင်းသူ့ရှိမှသူမကြိုက်တဲ့နံမီခေါ်မိရင်တော့အပြုံးမပြတ်စရံနေနိုင်လာလို့ပါမျိုးလေးရဲ့လူတွေကတော့ဒီလောက်နဲ့ပဲပြီးသွားလိမ့်မယ်လို့ထင်ထားကြသလားမသိပါဘူးအချိန်ရသွားပြီဖြစ်တဲ့ဦးကြောင်မောင်ကတော့ဇက်တိုက်ဆိုလိုကိုမျိုးလေးရဲ့နေရာမလန့်လှူဒန်းပြစ်တာမို့မျိုးဦးကြောင်ရဲ့မဟုတ်အလှရှင်နေရာမှာဆွန်လောင်းဓမာယုံရဲ့ကြမ်းကင်းတဲ့မျက်နှာကျက်အမိုးပြားတွေပေါ်မှာနောက်ဆုံးမျိုးလေးရဲ့နာရေးကူညီမှုအသင်းအတွက်ပထမဆုံးအသင်းပိုင်ကားတစ်စီးဝယ်ပြီးလှူတဲ့အထိတ် တစ်ခုပြီးတစ်ခုဆဲဆက်သလိုလှုပ်ဆောင်သွားခဲ့ပါတယ်။ဒါပေမဲ့မြူလေးကတိထားပြီးဖြစ်တဲ့အတိုင်းလှူဒန်းလိုက်တဲ့နေရာတိုင်းမှာတော့ဦးကြောင်မောင်အတွက်ကြားမောင်လှူဒန်းသည်ဆိုတာလေးကတော့ရေးပေးရတာပေါ့လေ။ရာသီဥတုတိတ်ကိုပူပြင်းလွန်းနဲ့နွေရာသီတရက်မှာတော့မြူလေးတစ်ခုလုံးအမင်္ဂလာသတင်းတစ်ခုကိုကြားနာလိုက်ကြရပါတယ်။ကျမ်းမာရေးလိုက်စားတဲ့ဦးကြောင်မောင်မနေ့စောစောလမ်းထလျှောက်ရင်းဘလုံးဝင်ပေးမှာဥနောက်သွေးကြောပြတ်တဲ့ဝေဒနာနဲ့ရုတ်တရက်ဆုံးမကွယ်လွန်သွားတယ်ဆိုတာပါပဲ။ ဦးကြမောင်ရဲ့အတုကအခမ်းအနားကိုသူလှူထားတဲ့နာရေးကားကြီးနဲ့ပဲစီစီကာကာတိုက်တိုက်မြတ်မြတ်ဖြစ်အောင်မြို့သူမြို့သားတွေကဆောင်ရွက်ပေးကြပါတယ်။ဦးကြမောင်ရဲ့အတုကဟာမြို့လေးရဲ့အစီအကားဆုံးအတုကအခမ်းအနားတွေကတခုဆိုတာကတော့တည်ကြနိုင်ခဲ့ပါတယ်။ဘယ်သူမှသတိမမူလိုက်ကြတဲ့လွဲချော်မှုတစ်ခုကတော့ဦးကြမောင်ရဲ့အတုကမှဖြစ်ပွားခဲ့ပါတယ်။အဲ့ဒါကဘာလဲဆိုတော့ဦးကြမောင်ရဲ့အခေါင်းမှာနာမည်ရေးထိုးတဲ့အခါဦးကြမောင်တယောက်တိတ်ကိုမြင်ချင်းကြားချင်းနဲ့ ကြားမောင်ဆိုတဲ့နာမည်မဟုတ်ပဲဦးကြမောင်အသက်58နှစ်ဆိုပြီးမြို့လေးရဲ့ထုံးစံအတိုင်းဝိစာနှလုံးပေါက်ကြကြံနေရတာပါပဲမြို့သူမြို့သားတွေသတိမထားမိလိုက်ကြသလိုမြို့လေးရဲ့ထုံးစံအတိုင်းမှားယွင်းသွားတဲ့ဖြစ်ရက်ကလေးကိုတော့ကွယ်လွန်သူဦးကြမောင်တယောက်မသိနိုင်ရှာတော့ဘူးပေါ့လေညီမင်းညိုပေဘူးလော်မဂဇင်း2012ဒီဇင်ဘာ စာရေးသူခင်လေးစိန်ဘူကလေးရေးသားထားတဲ့နောက်မကြပါဘူးကွယ်ဆိုတဲ့ရာသဝတ္ထုတို့လေးတစ်ပုဒ်ကိုဖတ်ပြပေးပါရစေ။နားဆင်ပေးကြပါအောင်ရှင်။နောက်မကြပါဘူးကွယ် ဥသာရင်သည်ရှစ်တောင်လေကလေးကိုချောင်းယိုးအတိုင်းလှော်၍လာနေသည်သူ့လေဝမ်းပိုက်ထဲတွင်ခနန်းခွေ30ခန့်ပါလာပြီးခနန်းတို့ရန်သင်္ဘောင်းကျိုးများပါအစင်းသင်းပါလာသည်ဓာတ်တလက်ကိုလည်းမပါမဖြစ်ဆောင်ထားရသေးသည်ယခုအချိန်တွင် သူ့အသက်မှာ80ကျော်နေပြီဖြစ်သည်ငယ်ရွယ်နှုတ်ပြိုစဉ်အချိန်ကတော့သူသည် ရေတွင်ပျော်သည့်ရေမော်ပင်များကဲ့သို့ရေပေါ်ရေအောက်ကုန်းစင်အနှံ့တငါအလုတ်ဖြင့်သာအသက်မွေးဝမ်းကြောင်းခဲ့သူဖြစ်သည် ယခုတော့သူခြေတော့လတာပြင်းနဲ့နိနေသည်ကိုပင်ယုံထွက်နိုင်မည်မဟုတ်တော့ပေနှုတ်ခမ်းအကွက်မရှိသည်ဝါကမောက်ကိုဆောင်းထားပြီးသူဤလှော်တဲ့ကလေးမှာပင်တချမ်းပဲ့နေသည်မှကြာခဲ့လေပြီသူသည်လှော်တဲ့တချမ်းလေးဖြင့်လှေကိုအားဆိုင်လော်လျက်လမှုအုပ်ချောင်းများကိုခီးနှင်လေသည်နေုံလားစုပ်6ရက်သည်ရည်သည်ရက်ဖြစ်၍ရေးစီးကစီးသည်ဆိုယုံလေးစီးနေသည်ထို့ချင်းတွင်ချက်ချင်းဆိုလိုမိုးဝါကလေးများကစားပွင့်လေးများဖြူးချပေးသည်လို့ယွာလာပြန်သည် မိုးရေကလေးပြေးနေသည်ကိုပင်ဥတာရင်အားတက်နေသည်ပင်လေကနန်းဟူသည်ကလည်းရေတံမိုးတံတို့နှိမ့်တက်ကြသည်ပျော်ကြသည်မြူးထူးကြလေသည်ဒီအချက်ကပင်ဥတာရင်အတွက်အခွင့်အရေးဖြစ်နေပြန်လေသည်ချွေးများစား၍ရီပြဲနေသည်သူ့အင်းကြီးအပေါင်းမှမိုးဆက်ကလေးများကြနေသည်ကိုပင်နှိမ့်သက်ကျနေလေသလားမသိတချင်းတစ်ပုတ်ကိုပင်အော်ဆိုလိုက်သေးသည်จิตตุศียาติฐานะสีโล မဆတန်တာပါတော့လေတခါတစ်ခေါက်ဖြင့်မလာရောက်ဝင်သူပါကွယ်လွန်းလွန်းဆွဆွတန်တန်တရဆူနေလေရနားထောင်ရွေးပင်ကောင်းနေသေးတော့သည် သူ့ဘဝတွင် လောကရန်တရားများဖြစ်ကြသည် လာဘအလာဘယာတအယတနိန္ဒပတန်တာဒုက္ခဒုက္ခဆိုသည်တို့ကိုလည်းဒီအသက်ဒီရွယ်ရောက်မှတော့မမှုလေတော့ပြီ သူသည်တရွာသူခင်လဆိုသည်မင်းကလေးနှင့်အိမ်တော်ပြုခဲ့ပြီးသားနှစ်ယောက်သမီးတစ်ယောက်ကိုမွေးဖွားခဲ့သည်အတောင်ဆုံ၍ပြန်နိုင်သွားကြသည်ကိုသူကြည်နက်နေခဲ့သည်ကနန်းများပြည့်၍ရလာသည့်ကနန်းကလေးများကိုဆန်တစ်ခွက်လောက်အပြန်ဝဲမည်မိမဖြစ်သူအတွက်လိုအပ်သည့်သုံးဖို့ဆွဲဖို့လောက်ရလျင်ပင်သူအတွက်အဆင်ပြေနေပြီဖြစ်သည်မနေ့ညနေကဆန်တပူးချက်အကြံကိုဒေါခင်လအားကျွေးခဲ့သည့်အတွက်ကြောင့်ဥဒါရင်ဤဝမ်းပိုက်ထဲမှာတော့ရေများဖြင့်ပြည့်၍နေလေသည် သားသမီး၃ယောက်မှလည်းအိမ်တော်ကိုစီကြသွားကြလေပြီ။တသိန်းဖက်လာသောအခါသားသမီးချင်းဝတ်ဆိုသည်ကအမိခံတစ်ခုဖြစ်သာရှိတော်သည်။သားကြီးရွှေဘသားလက်ဝတ်ဖာ သမီးအငယ်ဆုံးထွေးရင်တို့တွင် သားသမီးတစ်ယောက်စီပင်ရနေပြီပြီ။ဥသာရင်သည်သားသမီး၃ယောက်အပြင်ညီ၃ယောက်တို့၏အဖိုးဝင်ဖြစ်နေသည်။တငါအလုပ်ဖြင့်အသက်မွေးသူကမွေးဘောက်လုဆားသူကလုကောက်ရိတ်ကောက်ဆိုင်ဝင်လုသူကလုကြသည် ဘဲမွေးသူကလည်းမွေးနဲ့လုတ်ကင်ကြကလမှုအုပ်ရွာဤအနီးဝန်းကျင်မှာပဲနေထိုင်ကြလေသည်သားသမီး၃ယောက်သည်မိဘကိုမိသူကမိမြကြော့နိုင်သည်ဟုကြေးခိုက်ပြောကြပြီးရန်ဖြစ်စကားများကြသည့်အခါဖခင်ဖြစ်သူဥသာရင်သည်အမိန်တစ်ခုကိုတင်းတင်းကြပ်ကြပ်ထုတ်ရတော့သည်ထိုအမိန်မှာမိသူမြဆန်တလုံးထောက်ပံ့နေစရာမလိုသူတို့လင်မယား၂ယောက်စာသူရှာနိုင်သေးသည်ဟုဆိုကသားသမီး၃ယောက်ချွေးမ၂ယောက်နဲ့သမက်၁ယောက်တို့ကိုတီအလင်းအတီပေးလိုက်သည် ပီရင်နေတွန်းလိုက်နေသည့်သူမျက်နှာသည်ငယ်ရွယ်တင့်နေစဉ်အခါကကြွသားအပြိုင်မြိုက်နဲ့တန်လှမြန်လှပြီးသည်တငါအိုတော့ချောင်းကျူမြောင်းချဆိုသည့်စကားကဲ့သို့အယိုးပေါ်အေးတင်နေသည့်ခန္ဓာကိုယ်နှင့်ပင်နိုင်ရဝန်ထမ်းပြီးခနန်းပြစ်ထွက်ခဲ့ခြင်းဖြစ်သည်ဥသာရင်သည် သူတတ်မှတ်ထားသည့်နေရာကိုရောက်သည်နှင့်တက်ရည်ရေမှတ်ကိုကြည့်လိုက်သည်ချောင်းဤတဲ့ရည်သည်ရေထားရများကဲ့သို့ကဲမြုတ်အောင်တက်လိမ့်မည်မဟုတ်ကံတော့ွက်လောက်ရေရောက်လျင်ကနန်းမှာပြည့်၍ရပေပြီ ဥတာရင်သည်သူကနန်းဖန်းသောခွေများကိုတခွေပြီးတခွေပေး20ဝန်းကျင်ခွာ၍ချထားလိုက်သည်ခွေချင်းနီးကပ်နေလျင်ရေပေါ်သို့ဆွဲတင်သည့်အခါတွင်အခြားခွေမှကနန်းသည်ရေတန်ကြားကထွက်ပြေးနိုင်ခြင်းကြောင့်ဖြစ်သည်ကနန်းခွေသည် လက်တန်းလုံးလောက်အရွယ်တန်ချောင်းကိုသကောတစ်ချက်နီးပါးဝိုင်းထားပြီးတလက်မှပလတ်စတစ်ပိုက်ကွက်ကိုထိုတန်ပိုက်ဝိုင်းတွင်ကတ်ထားသည်ပလတ်စတစ်ကျိုး12ပင်ချီဖြင့်14တောင်အရှိအထိကျိုးကိုတန်ခွေတွင်ချင်းခွင်ဆိုင်ကျိုးပမာချီ၍ ထိတ်တွင်ဖော်တုံးမှပတ်ထားသည်ပိုက်တွင်ကနန်းကြိုက်သောငါးပစုံအစရှိသည့်အစာများကိုကပ်၍ခြိထားပေးရသည်ကနန်းသည်ကရိယာထဲတွင်ရှိသောအစာကိုအလွယ်တကူဝင်ရောက်စားသုံးရန်ပြုလုပ်ထားခြင်းဖြစ်သည်ကနန်းငွေဤဘဟုချက်တွင်ကနန်းစာကိုတက်ကအကာအကွယ်မဲ့ရည်ထဲသို့ပြစ်ချခဲ့ရခြင်းကြောင့်ဂွေပိုင်ရှင်ကဂွေအထာကိုကောင်းစွာသဘောပေါက်ကလင်းလင်းမြန်မြန်အပေါ်သို့ဆွဲယူနိုင်မှအစာတုံးကိုစားသုံးနေသည့်ကနန်းကိုပါတပါးတည်းပါလာမည်ဖြစ်လေသည် ဥသာရင်ကမ်းမေးတစ်လျှောက်ပစ်ချလိုက်သည့်ကနန်းခွေများရေကြီးသို့ထိနေကြောင်းကိုရစ်ပတ်ထားသည့်ကျိုးကဖော်ရုံးလေးစီမှတလိမ့်လိမ့်ဖြီးလျှော့သွားသည်ကတက်တေပြနေသည်ဥသာရင်သည်သူ့ခွေများပြန်တင်းရန်မှ15မိနစ်မိနစ်20လိုနေချိန်တွင်သူ့ပစောင်းမှငုံထားသည့်ဆေးရွက်ကြီးကိုခဏထုတ်လိုက်ပြီးတဏိတောဆက်ကိုရှောက်ကြည့်လိုက်သည်သူစားခြင်းသည်တဏိသည်ပြားရည်စမ်းအခိုင်ကိုတွေ့သည်နှင့်အိမ်ကဘာမှမစားခဲ့ရသောဥသာရင်သည်တဏိသည်အခိုင်မှတဏိသည်ကိုချွေးလိုက်ခွဲလိုက်ဖြင့်စားလေတော့သည် သူမိမကညီးတွားပြောလိုက်သောစကားကိုလည်းသတိပြန်ရလိုက်မိသည်ကိုသားရင် ကျမတို့မိင်္ဂလာဆောင်တော့မိဘတွေတင်တောင်းပေးထားတဲ့ကျမနဂယ်လေးတော့အပေါင်းဆုံးတော့မယ်ထင်ပါတယ်တော့ဥသာရင်စိတ်မကောင်းဖြစ်ကခိတမြတိတ်ဆိတ်ငြိမ်သက်နေရမှမဲပြုံးတစ်ချက်ပြုံးလိုက်ကထိုမတဆင့်သူ့အပြုံးများသည်ရှင်းစို့တောက်ပါလာတော့သည်ဥသာရင်သည်သူ၏စိတ်ကူးအတိုင်းဆန်းတစ်ခွက်ဖြင့်မိမဖြစ်သူဒေါခင်လအတွက်ဈေးဘိုးတို့ကို သူ့ကိုပြေးရရလာသည့်ကနန်းကိုရောင်းပြီးဝယ်ခဲ့လေသည်။လူချင်းဒီကိုရသည့်ကလေးငယ်တယောက်ကဲ့သို့အိမ်သို့တက်ကြွစွာလေကိုလော်၍ပြန်လာသည့်သူ့လေကလေးမှာရေပေါ်တွင်ရှက်ပြေးနေတကယ်သို့ရှိနေသည်။သူ့ခြေထောက်တို့သည်ပဲကြီးများတွင်၍သွေးမရှိသလိုဖြူစွတ်နေသည်။ဤဒီကိုပင်တတိမထားနိုင်မဲ့အိမ်ကိုအမြန်မြင်စုံ၍လော်နေသည်။ရေတက်ဦးမိုးရွာကလေးကစုံနေသည့်ခန္ဓာကိုယ်မှာအဝိဇ္ဇာတို့မှအိမ်ပြန်အရောက်တွင်ဆူရွှဲနေတော်သည်။ထို့အချိန်ထိမိုးကလည်းမတိတ်သေးပေ။ ေးမလငါပြန်လာပြီဟနင်းအတွက်ဆေးလဲပါတယ်ငါတို့ညနေသာဆန်လဲပါတယ်ဟင်းကတော့ကနန်းလက်မဲ့လေးတွေချက်ပေါ့ကွာနေအိုးငါလှေသေးကရေတွေကိုအောင်ပက်ခဲအောင်မယ်ယောက်ျားဖြစ်သူပြန်အလာကိုစိတ်ပူစွာစောင့်နေသည့်ဒေါခင်လာသည်သူ့အိမ်ရှိတွင်လှေထဲမှရေပက်ထုတ်နေသည့်ဥသာရင်ကိုမြင်လိုက်မှသူ့ရင်ထဲကအလုံးကျသွားတော့သည်ဒေါခင်လာသည်မိဖို့ရဲမိမွေးထားလိုက်ပြီးရင်နှွေးဦးကိုကြိုထားသည်ဥသာရင်ပါလာသည့်ဆံကိုချက်ရံမိဖို့ရဲမှဆလဲဝင်အိုးလေးကိုယူလိုက်သည အမလေးပြာဆိုသည်ဥသာရင်အတန်ကြောင့်ဒေါခင်လှသည်လက်ထဲကဓမင်းအုပ်လေးလွတ်ကျသွားတော့သည်ဟုတ်တော့ကိုသာရင်ကဲကြပါအောင်ကဲကြပါအောင်ကျမယောက်ျားကိုသာရင်မူးလဲသွားလို့ဥသာရင်သည်ညနေသာချက်ရန်ဆန်တုပ်လေးကိုပင်မထိန်နိုင်တော့ပဲလူလဲလဲဆန်တုပ်လေးကွဲကလွန့်စင်ထွက်ကုန်တော့သည်ထိုနေ့မှစ၍ဥသာရင်သည်အသက်မသေတော့လဲလူမာလေးဖြတ်သွားခဲ့လေသည်စကားလည်းမပြောနိုင်သည့်အပြင်သူ၏ခြေလက်တို့သည်တုံရင်ရွှဲဆောင်းသွားခဲ့သည် အများကျင်မှသူဝမ်းဝါတော်မူအခြေအနေဖြစ်၍သွားခဲ့သည်။တမိအငယ်ဆုံးဖြစ်သည့်ထွေးရင်သည်အိမ်ရှိကန်းတွင်အညာဆောင်ခြုံထားပြီးတဆက်ဆက်တုံရင်နေသည့်ဖခင်ဖြစ်သူကိုကြည့်ကအဖေရဲ့ဖြစ်မှဖြစ်ရလေ။အဲ့ဒါသားသမီးတွေမကောင်းလို့အဖေသိလား။မလေးအဖေရဲ့ဟဲ့အငယ်မနင်ပြောပုံကငါတို့အပြစ်ဖြစ်နေပြီ။မဟုတ်လို့လား။အကိုကြီးတို့ကဘဲတွေမွေးပြီးဘဲဥတလုံးတော့အိမ်ကိုပို့သလား။ အကိုလက်ကရောလဲလုံပြီးအိမ်ကအဖေနဲ့အမေချက်ဖို့စံတပူတောင်ပို့ပေးဘူးသလားဟင်ပြောသတ်မအောင်နင်းကရောဘာထုလို့လဲငါတို့မကြည့်ရင်တောင်နင်းကအငဲဆုံးသမီးလေနင်းကြည့်ရမှာပေါ့ဟာဒေါခင်လာသည်သာသမီ၃ယောက်ကို တွေ့တွေ့ကြီးကြည့်နေရမှာနင်းတို့တွေညင်းလို့ခုံလို့ကြေးကြိုက်လို့မပြီးကြသေးဘူးလားငါတို့လင်းများတေမရက်ကြမှာလားပြောကြအောင်ဒေါခင်လာသည်ယောက်ျားဖြစ်သူမမမကျန်းဖြစ်လာသည့်အကြောင်းကိုသိတော်လဲ သူ့ရင်ထဲတွင်မျိုးသိပ်ထားခဲ့ရသည်ထို့ကြောင့်ပင်အကြောင်းစုံကိုထုတ်ပြောလိုက်လေတော့သည်တားလက်ကောင်ဝက်ဖားသည်ဘဲမွေးမြူရန်အတွက်အချားရွာမှဘဲမြောက်ဝယ်ယူခဲ့သည်ဝယ်ခဲ့သောဘဲအကောင်ငါးရာသည်အုပ်ဦးနှဲသွားပြီဖြစ်သောဘဲများဖြစ်နေ၍ရင်းစရာမရှိတော့သည့်အချိန်တွင်လယ်သမောက်ဦးမက်ကြီးထံမှငွေ9000ကိုအတိုးဖြင့်ချေးယူခဲ့သည်လာချီကြလာသည့်အခါဘဲဥမှအိမ်တွင်ထမင်းမငတ်ယုံတမဲသားသားသာဥတော်သည် ချေထားသောငွေကအတိုးပေါ်အတိုးဆင်က တက်လာခဲ့သည်ဒီအကြောင်းကိုကြားသောဥသာရင်သည်မိန်းမဖြစ်သူ၏နှကက်လေးကိုပောင်းပြီးဥမတ်ကြီးအတိုးများကိုဆက်ပေးခဲ့သည်ဒီလိုဖြည့်ရှင်းပေးခဲ့သည်ကိုသားဖြစ်သူဝက်ဖားကိုမပြောရင်လဲဥမတ်ကြီးစီဂရီတောင်းခဲ့လေသည်ထို့ကြောင့်ဥမတ်ကြီးကဝက်ဖားတို့လင်များကိုအတိုးမယူဘဲငွေအရင်းသာပြန်ဆက်ပါဟုပြန်ပြောခဲ့လေသည်ထို့အတူသားကြီးရွှေပါလဲလို့ရန်လဲမိုးစပါးမှအစအဆင်ပြေအောင်တိတ်တဆိတ်ရှာပွေပေးခဲ့သည့်ဖခင်ဖြစ်လေသည် တမိအငယ်ဆုံးထွေးရင်ကိုတော့ဆန်တပြီရှိလင်းတစ်ခွက်မိမဖြစ်သူဒေါခင်လာကိုပို့စီခဲ့သူမို့ဒေါခင်လာသည်ဖြစ်ချောင်းကုံစီအောင် ပြောပြလိုက်တော့သည်ထိုချိန်ဝဲဥတာရင်ဤမျက်လုံးအိမ်တွင်မြည်ရင်များရစ်ဝဲလာသည်ဒီတော့မှသာသမီသုံးယောက်စလုံးဤမျက်လုံးများသည်တာဝန်ကြီးခဲ့သည့်ဖခင်ကြီးစီသို့ရောက်ရှိလာကြသည်အဖေသားတို့ဓာရီအားလုံးမသိရဲ့လို့ဆိုခဲ့မိတာပါသားတို့ကိုခွန့်လွတ်ပါဒီနေ့ဒီချိန်ကစပြီ အဖေနဲ့အမေသားတို့အိမ်မှာလိုက်နေပါ။ဘာမှပူစရာမရှိအောင်သားတို့အားလုံးကအဖေကိုတပြန်စောက်ရှောက်ပါမယ်နော်အဖေ။ဟူတန်ပြိုင်ပြောကဖခင်ဖြစ်သူဥတရင်ခန္ဓာကိုယ်ကို ဝိုင်းတိုး၍ဖက်ထားလိုက်ကြပါလေတော့သည်။ခင်လေးစိတ်ပူကလေးအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။အားလုံးပေးကင်းကြပါစေ။